ချမ်းသာကြွရတဲ့ခရိုနီတတိယရေနဲ့လက်ချက်ပြီးမှမှန်းချက်နဲ့နှမ်းထွက်မကိုက်ကြတဲ့တရုတ်ဆောင်မင်းသမီး၃ယောက်ဒီပြည်မှာတော့ချမ်းသာတဲ့တတိယတွေကိုလက်ချက်ခဲ့ပေမဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ကြပြီးချမ်းသာတဲ့ဘဝမှာပျော်ရွှင်တဲ့ဘဝတွေကိုမပိုင်ဆိုင်လဲရတဲ့မင်းသမီး၃ယောက်ကိုပြောပြပေးသွားမှာပါမြန်မာနိုင်ငံမှာတရုတ်ဆောင်မိမိတော်တော်များများဆိုဟာချမ်းသာကြွရတဲ့ခရိုနီတထေးရေနယ်လက်ထပ်ထားကြပါရင်ဒါကလေသူတို့ရဲ့ဘဝရင်မှန်းချက်တကြောင်ဆိုရပါမယ်။တချို့သောတရုတ်ဆောင်မိမိတွေကချမ်းသာကြွရတဲ့မိသားစုကမဟုတ်ကြပါဘူး။ ဒါကြောင့်လည်းသူကတော့နုပညာလောကမှာအောင်မြင်တဲ့အချိန်လေးတွေမှာဝင်ဝင်ရှာကြပါတယ်။အသက်ကြီးသွားရင်လည်းမြမနေမှာနုပညာဆန်းကျသွားတတ်တာမျိုးပါ။ဒါကြောင့်လည်းချို့တော့တင်းဥစာမင်းမေဟာဘဝတစ်ခုလုံးကိုတာယာပြောင်းရှင်ချမ်းမြေ့ဖို့အတွက်ချမ်းသာကြွားတဲ့ခရိုနီတထေးကြီးတွေကိုလက်ထပ်ကြတာပါ။ဒီလိုခရိုနီတထေးကြီးတွေကိုလက်ထပ်ပြီးမှတချို့ကလည်းချမ်းသာကြွားပြီးကြောင်းရှင်တဲ့ဘဝကိုရသွားကြတယ်လို့တချို့ကလည်းတထေးတွေကိုလက်ထပ်ပြီးမှညှောင်းလင်းထားတယ်လို့မဟုတ်ပဲအိမ်တော်ကြီးကွာရှင်းခဲ့ရတာရှိပါတယ်။ ဒီ video မှာတော့တထေးကြီးကိုလက်ထပ်ပြီးအိမ်တော်ရေးကံမကောင်းခဲ့ကြတဲ့အမှုပညာရှင်တွေကိုပြောပြသွားမှာဖြစ်ပါတယ်။နံပါတ်1ချမ်းမီမီကိုမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးရွှေတထေးကြီးကိုလက်ထပ်ပြီးမှာတော့တခုလက်ဘွားဖြစ်သွားတာကတီယိုဆောင်မီမီလေးချမ်းမီမီကိုပါ။ချမ်းမီမီကိုဟာစောင်းပိုင်းမှာတော့ရုပ်ရည်ချောမောလှပပြီးရုပ်ရှင်ပိုင်းမှာလည်းချစ်စရာကောင်းတဲ့ model တီယိုဆောင်လေးမို့လို့ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။ ဆမ်မီကိုရဲ့နှာတရားကြောင့်လည်းတုံနာမှာသူမရဲ့အချစ်ကိုလိုချင်ကြတဲ့သူတွေကဝိုင်းဝိုင်းလည်နေကြတာပါ။ဒါပေမဲ့ဆမ်မီကိုဟာသူမကိုချစ်ခင်တဲ့သူတွေအများကြီးတကမှာရွှေတထေးကြီးကိုစိုးထွန်းရှင်ကိုလက်ထပ်ခင်တာဖြစ်ပါတယ်။ဆမ်မီကိုရဲ့တထေးကြီးစိုးထွန်းရှင်တို့ဟာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ကြတာပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့တထေးကြီးစိုးထွန်းရှင်ဟာနိုင်ငံတော်အခွန်အရေးပေးဆောင်ရဲ့ပြက်ကွက်မှုနဲ့ပြစ်တင်ချခံရပြီးနောက်မှာတော့ချမ်မီကိုတယောက်တည်းတခုလက်ပွားနဲ့တာသမီညောက်ကိုပြုစုဆောင်ရှောင်နေကြတာပါ။ ဒါကြောင့်လည်းချမ်းမီကိုဟာခရိုနီတထင်းကိုလက်ထပ်ပြီးအိမ်တော်ရင်းအစမပြေဖြစ်ရတယ်လို့လည်းဆိုရပါတယ်။နံပါတ်2မြက်ကေတီအောင်ဝိုင်းရင်မင်းမင်းကြီးမြက်ကေတီအောင်ဟာလည်းချမ်းသာတဲ့တထင်းကိုလက်ထပ်ခဲ့ပေမယ့်အိမ်တော်ရင်းအစမပြေဖြစ်ကတခုလည်းဖြစ်ရတယ်လို့ဆိုရမှာပါ။မြမရုပ်ရှင်လောကမှာအကယ်ဒမီဆုနှစ်ဆုကိုတင်ပိုင်နိုင်တဲ့မြက်ကေတီအောင်ဟာအတိတ်အချိန်မှာတော့ချောင်းမွန်လာပါတဲ့မင်းမင်းကလပ်ပါ။ဒါကြောင့်လည်းမြက်ကေတီအောင်ဟာတထင်းမောင်အောင်ဇော်လနဲ့2006ခုနှစ်အောက်တိုဘာ22ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးထိန်းညားခဲ့တာပါ။အတိုင်းပဲလေတရုတ်ဆောင်မင်းမကြီးမျက်ကြည်တောင်ရင်အင်တော်ကြီးကတာယာပြောရှင်တဲ့အင်တော်ကြီးမျိုးမဟုတ်ခဲ့ပါဘူး။ဒါကြောင့်လည်းလက်ထက်ပြီးတော့နှစ်နေငယ်အကြာမှာလမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ခုချိန်မှာတော့တရုတ်ဆောင်မင်းမကြီးမျက်ကြည်တောင်ဟာစင်ငယ်ဘွားနဲ့ဘွားအောင်ရွှေရှင်အေဂျင့်စွာဖြတ်တန်းနေတာပါ။နံပါတ်3ဝိုင်းစုခိုင်တဲ့တရုတ်ဆောင်ဆိုတော့ဝိုင်းစုခိုင်တဲ့ကတော့လူငယ်ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကိုအုတ်ကမြို့သူနဲ့လက်ထက်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာဝဲကလည်းတကင်းကမှကြီးကြီးခမ်းနားဆောင်နဲ့ကျင်းပခဲ့တာပါဒါပေမဲ့လည်းကိုအုပ်ကမြေကျွေးဝိုင်းစုခိုင်တဲ့တော့အိမ်တော်ကြီးတာရှိမခံလိုက်ပဲနဲ့နှစ်ဦးသဘောတူလမ်းခွဲပြက်စေခဲ့ကြတာပါအခုချိန်မှာတော့ဝိုင်းစုခိုင်တဲ့ဟာလည်းအချစ်တင်နေဖြစ်နေတယ်လို့ကိုအုပ်ကမြေကျွေးကလည်းနောက်အိမ်တော်နဲ့တာသမီးနဲ့ဒုသားပြည့်ရှင်နဲ့မိသားစုဝါလေးကိုပိုင်ဆိုင်ထားပါပြီဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအခုပြပြပေးသွားတဲ့တေယုဆောင်မီမီ၃ယောက်ကိုဘယ်လိုမြင်ကြတယ်ဆိုတာပြောသွားကြပါအောင်ရှင်